အောက်ဒေသသမီးများအတွက်ကျွန်တော်တို့ပတ်စဉ်တောက်ကြနေညနေ6:00ဆိုရင်ကျွန်တော်တို့ပုံမှန်တင်ပေးနေတာဖြစ်တယ်ဒုက္ခကျေပွင့်တဲရော့နမိတ်ကလေးပေါ့နော်တဲရော့ဟော့စတန်လေးဖတ်ကြပေးမှာဖြစ်ပါတယ်ဒါပတ်စဉ်တောက်ကြနေညနေ6:00ဆိုရင်ကျွန်တော်တို့ပုံမှန်တင်ပေးနေကြပါမယ်ဒါပေမဲ့ပြီးခဲ့တဲ့ဒီပတ်နှစ်ပတ်တုန်းကကျွန်တော်ဇက်ကွေးလေးမလုပ်ဖြစ်ဘူးပေါ့နော်မလုပ်ဖြစ်ဘူးဆိုတာလဲအကြောင်းနှစ်ခုတော့ရှိပါတယ်တစ်ခုကတော့ကျွန်တော်ရာသီအကူပြောင်း မဟာကျမ်းမာရေးအခြေအနေအရဒဲနောက်တစ်ခုကကျွန်တော်တို့ယူရောမင်္ဂလာကျမ်းကိုနေ့တင်နေမြတ်ရောက်ချီလာကြတဲ့9ရက်သားသမီးတွေပေါ့နော်။ညပြလာတဲ့9ရက်သားသမီးတွေရဲ့အလုပ်တွေတာဝန်တွေဝတ္တရားတွေကုညီဆောင်ရွက်ပေးမှုတွေအခြေအနေမှာမလတ်နိုင်အောင် ရှိတဲ့အတွက်ကျွန်တော်တို့ရိုက်ကူးရေးအပိုင်းတွေမှာ အားနေတာ။ဒါဒီတစ်ပတ်ကတော့မဖြစ်မနေကျွန်တော်တို့ရိုက်ကူးပြီးတော့တင်ပေးတာပါ။ဒါတော့မှနှစ်ခါခွဲပြီးလောက်ရတာပါနော်။ ော့ကျွန်တော်ယူရောလာချန်ကိုအပတ်စဉ်ဗုဒ္ဓဦးနေရလွယ်ပြီးတော့ချန်တဲ့ရက်ဒီမှာပေးရမစီဖွင့်ပါမယ်။အဲ့တော့မြည်ဒီမဆိုလာရောက်ပြီးတော့ကျေရရာတွေဆောင်ရွက်နိုင်ပါတယ်နော်။ဒါကျွန်တော်တို့ယူရောမင်္ဂလာချန်ကပြုလုပ်တဲ့ရေရာတွေဆိုတာလည်းပဲအခချင်းငွေမယူဘဲနဲ့မြေတာစေတနာတက်တက်နဲ့ကုညီဆောင်ရွက်ပေးတဲ့ရေရာတွေပဲဖြစ်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့ဒီလစဉ်လာတိုင်းတည့်ရနေတိုင်း ဖွင့်လှစ်နေကြဖြစ်တဲ့ဘေဒင်လက္ခဏာသင်တန်းနေရာလဲဒီလ12လပိုင်းတရနေ့ရနေပြီးတော့12လပိုင်း10ရက်နေ့အထိသင်တန်းရှိပါတယ်เนาะဒါကြောင့်သင်တန်းတက်ခြင်းနဲ့သူတွေနေလို့မဆိုလာပြီးတော့သင်တန်းတက်လို့ရပါတယ်သင်တန်းကြီးပါသေးနေပြေးကြမလို့ပါဘူးအခမဲ့သေရင်ငိသင်ပေးတဲ့ပညာဒါနသင်တန်းနေဖြစ်ပါတယ်တချို့ကတော့ကျွန်တော်တို့အကြောင်းမျိုးမျိုးနဲ့ကျွန်တော်တို့လူတော်မင်္ဂလာချမ်းကိုမလာရောက်နိုင်တဲ့လူတွေကတော့ ါ Viber နေပြီးတော့ Postland လေးတွေမှာနေနိုင်ပါတယ်။ Viber နံပါတ်ကတော့39692 395လုံးခုနှစ်ဆိုတဲ့နံပါတ်ရဲ့နောက်39092019ဆိုတဲ့ဖုန်းနံပါတ်ရဲ့ Viber ရဲ့အဲ့နှစ်ခုကနေပြီးတော့ Postland လေးတွေမှာနိုင်ပါတယ်နော်။အဲ့တော့ကျွန်တော်တို့ဂျာသာပရိသတ်သမီးတွေအတွက်ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်။ ဂျာတာပရိသသမီးတွေအတွက်ကျွန်တော်တို့တဲတော်နမိတ်စီပါတယ်အဲ့ဒါပါလဲဆိုတော့ဒါဘယ်ရင်ဆိုတဲ့သင်္ကေတနမိတ်ပါအဲ့တော့နမိတ်အတိုင်းဆိုရင်တော့ဒီနမိတ်ကဘယင်နမိတ်ဆိုတော့မကောင်းလားဆိုတော့လည်းကောင်းပါတယ်အဲ့တော့အလုံးကိုင်းတွေအကြံတီတွေစိတ်ကူးတွေရည်ရွယ်ချက်တွေမျှော်လင့်ချက်တွေဟာအောင်မြင်မဲ့အချိန်ကာလတစ်ခုပါပဲနော်ဒီကာလမှာအလုံးလောက်ကိုင်းနေတဲ့သူတွေဖိုင်တဲ့အလုံးထက်မှာအောင်မြင်နိုင်တယ်အလုံးထက်မှာဖြစ်ထွန်းနိုင်တယ် လူထက်မှာယာဓုတူတာတွေလာတာတူတာတွေနေရာကောင်းရတာတွေဂျုံနိုင်ပါလေဒါမဲ့သူ့ရဲ့နမိတ်ကဒါနမိတ်ဆိုလို့ဒါနမိတ်ဆိုတော့အတိုက်ခံလေးတွေဂျုံနိုင်တာပေါ့အနှောက်အယှက်ကလေးလည်းဂျုံနိုင်တော့ဆိုတော့တော့အတိုက်ခံလေးအနှောက်အယှက်ဒီဈာရရပဲဈာသာဝတိသာသမီတွေအောင်မြင်မဲ့ကံတာတာမျိုးရှိတယ်ကိုယ်ပိုင်ဈေးပွားရေးလုပ်ငန်းလုပ်ကင်နေတဲ့ဈာသာဝတိသာသမီတွေဆိုရင်အလုံးမှာလုပ်ငန်းပြိုင်အပြိုင်ဆိုင်လေးတွေလည်းပေါ်တတ်ပါတယ် ဒါမဲ့အောင်မြင်နိုင်တဲ့ကံတရားမျိုးရှိပါတယ်။ခြားတော်တဲ့သားသမီးတွေကိုအကြံဉာဏ်ပေးချင်တာဒီကာလတွေမှာပပိုင်းတိုင်းတွေပေါ်တဲ့အခါအနောက်ဆက်တွေပေါ်တဲ့အခါအတိုက်ခံတွေပေါ်တဲ့အခါပေါ့နော်လုံးဝနောက်မတော်ပါနဲ့။နော်အာမလျော့တော့ပါဆက်လက်ပြီးတော့ကြိုးစားထုတ်ပါ။ဒါအေကံမုချအောင်မြင်မှုနော်။အောင်မြင်ကနေမို့လို့အတိုက်ခံကြုံတယ်။ဖြစ်မြောက်ခါနေမို့လို့ခက်ခဲကြုံတယ်လို့သဘောထားပြီးတော့ ဒေတာဘောအခက်အခဲတွေကြုံတဲ့အခါမှာငါတို့ကအောင်မြင်တော့မှာပဲငါတို့ကဒေတာဘောဖြစ်ထွန်းတော့မှာပဲဖြစ်မြောက်တော့မှာပဲလို့ကြံ့ကြိုင်တဲ့စိတ်ရဲရင်တဲ့စိတ်နဲ့စူးစမ်းအထုံမှဆိုရင်မိမိရဲ့စီးပွားရေးတွေအလုပ်ကံကြံ့တိတွေပို့ပြီးတော့အောင်မြင်နေမှာဖြစ်ပါတယ်ဒါဆိုကြာတော့ဒေတာသမီးတွေမှာကိုယ့်အနေနဲ့လုံးဝကောင်းမလားမကောင်းလားလုံးတင်လားမလုံးတင်လားအဲ့လိုမျိုးစဉ်းစားနေတဲ့ကြာတော့ဒေတာသမီးတွေရှိရင်တခုလောက်ဟိုက ြန်မေးခြင်းပါဘောနော်အဲ့ဒါဘာလဲဆိုအခက်အခဲတွေရင်ဆိုင်နိုင်တဲ့တတ္တိစီလာတတ္တိစီရင်လုံးတင်တယ်နဲနဲအနောက်ဆက်လေးတွေဂျုံနိုင်တယ်အဲ့ဒီအနောက်ဆက်လေးတွေကိုကြော်လွှားနိုင်တယ်ကြံ့ခိုင်တဲ့စိတ်ဓာတ်ရှိလားကြံ့ခိုင်တဲ့ကိုယ့်ကိုပြန်မေးရမှာနော်ဒါမျိုးရှိတယ်တည်တော့ရှိတယ်စိတ်ဓာတ်ရင့်ကျက်တယ်ဆိုရင်တော့အလုပ်တွေကိုရဲရဲသာလုပ်ပါအေကံမှုစာအောင်မြင်နိုင်မှာနော်နံပါတ်1က ဒီငွေကြေးနဲ့ပတ်သက်တဲ့ကံတော်တာအပိုင်းပါနော်ငွေကြေးနဲ့ပတ်သက်တဲ့ကံတော်တာအပိုင်းမှာကျွန်တော်တဲတော့နမိတ်ဆိုရင်သစန်းဆိုတဲ့နမိတ်ကြတော့သစန်းဆိုတာကျွန်တော်နေမင်းရထွန်းလင်းတောက်ပါတယ်အဲ့လိုနမိတ်မျိုးပါပဲအဲ့တော့အင်မရမကောင်းသောနမိတ်ပါဒါကန်တို့နဲ့ပြောမှဆိုရင်တရားမှာ69ရာခိုင်နှုန်းလောက်ငွေကြေးနဲ့ပတ်သက်တဲ့ကံတော်တာတွေကတော်တော်လေးကောင်းပါတယ်ဒါလည်းကိုကကပြောခဲ့သလိုပဲဇွဲလုံးလာဝရိယနဲ့ကြိုးစားတယ်တစ်ဖက်ကပြန်ကြည့်ရတဲ့အခါကျတော့ ငွေကြေးရအချိန်လေးအများကြီးကောင်းတယ်ဒါမှမဟုတ်ဒီချိန်မှာငွေကြေးအခက်အခဲတွေရှင်ပြေလဲတယ်ရစရာတွေရတာလို့ပေးရတာရှိတာပေးနိုင်တာလို့အလူချစ်လူငယ်များတာလို့ပေါင်းသင်းဆက်ဆံရေးတွေအဆင်ပြေတာတွေနောက်ကျန်းမာရေးရာစူးစူးရွားရွားအញ្ញံခိုက်တွေကြီးကြီးမားမားအញ្ញံခိုက်တွေတော့မရှိပါဘူးနောက်တခြားကြသောပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေထွန်းလင်းတောက်ပါတာတွေရှိတယ်အောင်မြင်ဖြစ်ထွန်းတာတွေရှိတယ်ဘာသာရေးနဲ့ပတ်သက်တဲ့အဓိဋ္ဌာန်တွေဖြစ်မြောက်တာပေါ့နော် အဲ့တော့ပြောစရာလေးကတော့နောက်တစ်ခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ဇာတာပရိသတ်သမီးတွေရဲ့ကံတရားမှာမမျော်လင့်မဲ့နဲ့ဆွေမျိုးသားချင်းနဲ့ကိုယ်နဲ့ကြားထဲမှာအတိုက်ခံလေးတွေအနေချင်းကြုံရတတ်တယ်အဲ့တော့ဆွေမျိုးသားချင်းနဲ့ပူးတွဲပေါင်းဆက်ဆက်တူလုပ်ငန်းလုပ်ဖို့အတွက်ကြိုးစားအထုတ်နေတဲ့သူတွေချင်းเนาะနည်းနည်းလေးသတိထားပြီးတော့လုပ်အောင်ပါပေါ့နော်နောက်ချေးအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကံအချေးအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကံမှာကြတော့ဘာရှိလဲဆိုတော့ကိုယ်အနေနဲ့အလုံးနဲ့ ချစ်သူစီးပွားရေးလုပ်ငန်းတွေနဲ့ဒိန်အောင်ကြီးအဲ့နှစ်ခုရဲ့ကြားထဲမှာလွန်ဆွဲပြီးတော့အခြေအနေရေးပိုင်းတွေမှာနည်းနည်းကိုယ့်ဘက်ကဟာသွားတာမျိုးဖြစ်တတ်ပါတယ်။ဒါမှမဟုတ်အလုပ်တွေလုပ်တာလဲလုပ်တာတစ်ပိုင်းပေါ့အခက်အခဲတွေရင်ဆိုင်ကျော်လွှားတာလဲတစ်ပိုင်းပေါ့ဒါမဲ့ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ဆွေမျိုးသားချင်းကိုယ့်ရဲ့လုပ်ငန်းဆောင်အုပ်တွေပြန်ပြီးတော့ဂရုစိုက်ဖို့လိုအပ်ပါတယ်နော်။ဒါကတော့အခြေအနေရေးမှာအဓိကလိုအပ်တာကတော့ ရှားသာပလေးသားသမီးတွေအတွက်တကယ်လိုအပ်တဲ့အရာဘယ်ရလဲဆိုရင်ဘဲလန့်ဖြစ်ပါတယ်ဘဲလန့်ညီမအောင်မြင်မှာပေါ့နော်အဲတော့ရှားသာပလေးသားသမီးတွေအတွက်ကျွန်တော်တို့အကျိုးပေးတဲ့ကံကောင်းတဲ့အရာဘာရောင်နေရှိလဲဆိုရင်နံပါတ်၁ကအနဲ့ရောင်ကောင်းတယ်နံပါတ်၂ကအဖြူရောင်ကောင်းတယ်အဲတော့အကြောင်းကြီးကိစ္စရှိတဲ့ကအနဲ့ရောင်လေးတွေအဖြူရောင်လေးတွေဝတ်ပါကံကောင်းတဲ့အကျိုးပေးတဲ့ lucky number ကလေးတွေကတော့9ခန်းနဲ့2ခန်းပေါ့2ခန်းနဲ့9ခန်းဖြစ်ပါတယ် မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုထမ်းရခဲပေါ့ထမ်းလျက်ခဲကိုခဲပေါ့နော်ထမ်းလျက်ခဲကိုခဲကိုကတ်လူပူတော်ကြဆူတောင်းအောင်ပဲအဲဆိုရင်မကောင်းတဲ့ကံတာအញ្ញံခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာစန္ဒရရှိစေမှာဖြစ်ပါတယ်နော်အဲတော့ကျွန်တော်တို့ယူရောမင်္ဂလာချမ်းကိုမြည်သူမဆိုလာရောက်ခဲ့ဖို့အတွက်အားလုံးကိုဖိတ်မှန်တကပြုပါတယ်ပြီးခဲ့တဲ့ဗတ်ဒီတော့မှာဟောစတန်လေးတွေမတင်ဖြစ်တယ်ဆိုတာလည်းပဲ ျွန်တော်ရဲ့မိစေတွေကိုမလေးစားတာမဟုတ်ပါဘူးเนาะအချိန်မြဲအမြဲတမ်းလေးစားပါတယ်တံပိုးလည်းထားပါတယ်ဒါကြောင့်စင်စက်မပြတ်လဲရိုက်ကူးနိုင်အောင်ဆက်လက်ကြိုးစားသွားမှာဖြစ်ပါတယ်နောက်တစ်ခုကဒီလကုံလောက်ဆိုရင်ကျွန်တော်တို့ယူရောမင်္ဂလာချမ်းကယူရောမင်္ဂလာချမ်းရဲ့ daily ခါတော်ပြီး hostel လေးတွေလည်းရိုက်ကူးပြီးတော့တင်ပြနိုင်အောင်ဆက်လက်ပြီးတော့ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်ဘာစီအိမ်မြင့်တဲ့ငါရဲ့ကြီးနဲ့ပရာဘီပေါင်းဆိုတဲ့ပဒီလေးတွေ ။နောက်ဝါစိန်ဤအဆောင်လက်ပတ်လေးတွေဝါစိန်ဤအင်းစမဖျောင်းနိုင်တယ်လေ။တခြားကြရသောအဆောင်ရည်ရာပစ္စည်းတွေအလိုရှိတယ်ဆိုရင်လည်းကျွန်တော်တို့အယူတော်မင်္ဂလာချမ်းမှာလာပြီးတော့ဝယ်လို့ရပါတယ်။တချို့မလာရောက်နိုင်တဲ့သူတွေဆိုရင်လည်း online ကနေပြီးတော့ Fiverr ကနေပြီးတော့ဆက်သွယ်ပြီးတော့မှာနိုင်ပါတယ်နော်။ကျောင်းရဲ့မိတ်ဆွေကြာသာပရိသတ်သမီးအပေါင်းကိုယ်ချမ်းပါခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလူရဆန္ဒတစ်လုံးလိုပါလေရရှိကြပါစေနော် တော့အခုကတော့ယာတိဥတုကတော့စောင်းနှင်းကာလာဆိုတော့ကျွန်တော်တို့ယူရောမင်္ဂလာချမ်းမှာနည်းနည်းလေးအေးလာပြီပေါ့ချမ်းမကြီးအထူးပတိထားတဲ့အချိန်ကာလဖြစ်ပါလေ။ဒါကျွန်တော်မိတ်ဆွေတွေလည်းအေးတဲ့နေရာဒေသမိတ်ဆွေတွေလည်းချမ်းမကြီးကြီးစိုက်ကြပါနော်။လိုရာဆန္ဒပြေဝကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါမယ်နော်။